တခါတော့ကမြို့ပြရဲ့ရှုပ်ထွေးစုညံမှုတွေကနေခဏတာရှောင်ခွာပြီးအေးချမ်းတဲ့ဘဝလေးကိုစတင်ဖို့ကြိုးစားခဲ့ကြတဲ့မိသားစုလေးတစုရှိခဲ့ဖို့ပါတယ်။အဲ့ဒီမိသားစုဟာဥပဒေရုပ်တည်ကြည်တဲ့အိနာအိုစီဥဖို့ထောင်၊ရုံရီချုံမောတဲ့စနီးတဲ့ဒေါခင်ဆန်းနဲ့စူဆန်းလိုစိတ်အပြည့်ရှိတဲ့တားလေးပိုင်လေးတို့သုံးယောက်ပေါ့။သူတို့ဟာကြီးလက်တောရွာလေးရဲ့အစွန်ဖျားမှာရှိတဲ့အိမ်အစ်စ်တစ်လုံးဝယ်ယူခဲ့ပြီးအဲ့ဒီနေ့ဟာသူတို့အတွက်ပျော်ရွှင်စရာအိမ်ပြောင်းတဲ့နေ့ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့အိမ်သက်လေးဟာတင်းငယ်ပေမဲ့တက်ရက်ခံခန့်ပါတယ်။ခြံဝန်းလေးနဲ့စိမ့်လက်နဲ့ပတ်ဝန်းကျင်ကစိတ်ကိုကြည်လင်စေခဲ့တာပေါ့။ဒါပေမဲ့သူတို့အိမ်ရဲ့ဘေးဘက်ခြံစည်ုပ်ချင်းကဲ့ရက်မှာတော့ထူဆန်းပြီးစက်သိန်းထဆရာကောင်းတဲ့အိမ်တစ်လုံးကရှိနေပါတယ်။အုံယိုးတွေမှာနွယ်ပင်တွေရှိပက်သက်သားတွေကဆွေမြေ့ပတင်းပေါက်မှန်တွေကလည်းကွဲအပ်နေတာကြောင့်ဘသူမှနေထိုင်ခြင်းမရှိတာတိကျသလောက်ပါပဲ။အိမ်အယောင်းဝယ်ကိစ္စပြီးတတ်တော့အဲ့ဒီအိမ်ကိုရောင်းတဲ့သူကပျော်ရှင်စွာနဲ့အခုလိုပြောလိုက်ပါတယ်။ ဒီအိမ်လေးကိုဝယ်ယူပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဗျာကျွန်တော်ရောင်းချင်လို့တိတ်တော့မတက်ပါပဲဝမ်းသာပါဗျာကျွန်တော်လည်းဒီလိုနေရာကောင်းပြီးဈေးတန်တဲ့အိမ်မျိုးလိုချင်နေတာပါဗျာဒါဆိုကျွန်တော်သွားတော့မယ်နော်အားလုံးပဲပေးရနေခင်ခင်နဲ့ပျော်ရွှင်ကြပါစေဗျာအိမ်ရောက်သူဟာစကားကိုရေးရေးလေးလေးမပြောဘဲအစိုးတလင်ထွက်သွားတာကိုကြည့်ပြီးတော်ခင်ဆန်းတယောက်မျက်မှောင်ကြုံလိုက်မိတယ်ဟဲသူစကားပြောသွားတာလဲထုတ်ဆက်လိုက်တာရှင်အိုးသားကြီး ဒါကတော့အဖေအလွတ်လွတ်လာခဲ့တဲ့နှစ်ပေါင်းများစွာအတွက်အဖိုးတန်ဆုံကုံယူစရာပဲကွာဟုတ်ပါရှင်ကျမတို့ဒီလိုကိုပိုင်အင်တလုံးပိုင်ဆိုင်ဖို့နှစ်ပေါင်းများစွာကြိုးစားခဲ့ကြတာပဲဟာမိဘနှစ်ပါးကသူတို့အိမ်အစ်တရဲ့အလှကိုပီတိအပြုံးတွေနဲ့ငေးမောနေကြတော့ပိုင်လေးကတော့ပေးရအိမ်အဟောင်းလေးကိုစိတ်ဝင်တစားလှမ်းကြည့်လိုက်ပါတယ်အဲ့ဒီနေအိမ်ကဘလောက်တောင်ကြာပြီလဲမသိတိတ်ဆိတ်လွန်းလို့အသက်မဲ့နေသလိုပါပဲပိုင်လေးဟာအဲ့ဒါကိုမြင်ရုံနဲ့သူရဲ့စူးစမ်းလို့စိတ်တွေကလှုပ်ရှားလာခဲ့ပါတယ် မပေနဲ့မမေဟိုမှာကြည့်စမ်းမအောင်ပြဘသူ့အိမ်လည်းမသိဘူးအရင်ကဟောင်းနေပြီနော်အေးလေဟုတ်သားပဲဘသူမှမနေတဲ့ပုံပဲကွာအိုရှင်အိမ်နီးနားချင်းတွေဖြစ်တော့မှဝင်းနှုတ်ဆက်ကြည့်ပါလားလူရှိမလားလို့လေဟေးမလောက်ပါနဲ့တော့ကြမနစ်မြုပ်စရာတွေနဲ့သွားတွေ့နေပါအောင်မယ်ကဲစကားများမနေကြနဲ့တော့အိမ်ထဲဝင်ပြီးအိမ်ရဲ့အတွင်းဘက်ကိုသွားကြည့်အောင်ကြည့်ချင်နေပြီကွာအမ်ပြီးရောပြီးရောသွားကြမယ်လေကဲသွားကြမယ်ဟိတ်သွားကြမယ် ပျော်ရွှင်နေတဲ့ဥဖိုးထောင်တဲ့တော်ခင်ဆန်းတို့ဟာကုံယူဝမ်းမြောက်စွာနဲ့သူတို့ရဲ့အိမ်သက်ထဲကိုအမြန်ဆုံးဝင်ရောက်သွားခဲ့ကြပါတယ်။တပ်ပေမဲ့ပိုင်လေးကတော့နှောက်ပြန်လဲပြီးအဲ့ဒီအိမ်ဟောင်းကိုပဲမျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိစဲပါ။ပိုင်လေးရဲ့စိတ်ထဲမှာတော့အကြောင်းရင်းမရှိပဲအဲ့ဒီအိမ်ကိုတန်တရာတွေဝင်နေပါတယ်။ဒါကြောင့်သူကအိမ်နှချင်းအိမ်ကိုကြည့်ရင်တတိုးလေးရေရွက်လိုက်ပါတယ်။အဲ့ဒီအိမ်ဟာတရေချောက်တဲ့အိမ်လိုပဲလန့်စရာကြီး။အင်းအိမ်နဲ့ဝင်လာပဲကောင်းပါတယ်လေ။ဒီလိုနဲ့သူတို့မိသားစုလည်း အိမ်သက်ရှင်လှုပ်ပြီးတာနဲ့ညစာစားပြီးချက်ချင်းပဲအိတ်ရဝင်ခဲ့ကြပါတယ်။တနေ့ကုန်ပင်မန်းထားတာကြောင့်မိသားစု၃ယောက်လုံးဟာအိမ်အသေးရဲ့နှွေးထွေးတဲ့အိတ်ရပေါ်မှာခဏအတွင်းမှာပဲအိတ်ပျော်သွားကြပါပြီ။အဲ့ဒီအချိန်မှာပဲတိတ်ဆိတ်ငြိမ်သက်နေတဲ့ညရဲ့အမောင်ထုကိုခွင်းပြီးအတန်ကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ဟေးအဲ့ဒါဘာတန်လဲဟာ။ဘာဖြစ်လို့လဲယောက်ျား။ မိမအတန်ခုခုကြားလိုက်ရလားอืมကြားတော့ကြားလိုက်ရတယ်ရှင်ဒါပေမဲ့တိတ်မရှင်းဘူးယောက်ျားရဲ့ဖဖေးတားလိုက်ကြားတယ်အဲ့ဒီအတန်ဘေးရင်ကလာတာဟေးတကယ်လားကွာဘာတန်များပါလဲညံ့နဲ့ကြီးဘလို့အရာကများဒီလိုစုညံ့တန်တွေထွက်ပေါ်အောင်လုံနေတာပါလိမ့်ဆိုပြီးဥပိုးထောင်စိတ်ထဲမှာတွေးနေမိတာပေါ့အဲ့ဒီအိမ်ဟောင်းကြီးမှာလူနေတယ်လို့များပြောမလို့လား อืมမပြောတတ်ပါဘူးကိုရဲ့ဟင်ပါနဲ့လေဖေဖေအနံ့ထိုးဆက်လိုက်တာအဲ့ဒီအနံ့လေလေလိုက်တဲ့အနံ့ပြရိုးရိုးလေလေတာတော့မဟုတ်ဘူးဝမ်းချုပ်နေလို့မထွက်ချင်ထွက်ချင်ထွက်လာတဲ့အနံ့ပဲအောင်းမေငါသားလေလေတဲ့အနံ့တောင်ခွဲခြားတိတက်နေပြီပေါ့တော်လိုက်တာကွာတာတာတကယ်ပဲညံကြီးရှင်လားကိုရဲ့ဒါရေးအဖေထင်တာတော့လေလေတမ်းမဟုတ်လားဘူးကွာ ဖားအော်တန်များဖြစ်နေမလားပဲဖဖေကလည်းဖားအော်တန်ဘူးလို့အော်တက်တာလားဖေကဲပါ ရှင်တို့တွေစိတ်ဝင်စားမနေနဲ့တော့ဘာပဲဖြစ်ဖြစ်ထားလိုက်ပါတော့ပြန်အိတ်ကြဆို့ဥဖိုးထောင်နဲ့တော်ခင်ဆန်းတို့ညောက်ဟာတအံ့တော်ဖြစ်ရတဲ့ကိစ္စကိုကောင်းနေအောင်ထုတ်ပြဖို့ကြိုးစားရင်းမျက်စိမှိတ်ကပြန်အိတ်ဖို့ပြင်ဆင်နေကြပါတယ်ဒါပေမဲ့ပိုင်လေးရဲ့မျက်လုံးတွေကတော့မှိတ်လို့မရခဲ့ပါဘူးပေးရင်ရဲ့လေဝဆန်းကျင်မှုက သူ့ရဲ့စူးစမ်းလိုစိတ်ကိုပို့ပြီးလှုံ့ဆော်ပေးနေခဲ့တာပါ။ဒါကြောင့်သူကဆောင်းကိုဖြင်းညှင်းစွာဖယ်လိုက်ပြီးအိယာကနေထားလိုက်ပါတယ်။ပြီးတာနဲ့ခြေဖြားထောက်ပြီးပတိပေါနာချင်းကက်ကအမောင်တို့ဖုံးနေတဲ့အိမ်လေးဖက်ကိုစူးစိုက်ကြည့်လိုက်ပါတယ်။အဲ့လိုလမ်းကြည့်လိုက်တဲ့အခိုက်အတန့်မှာပဲပါလေးမှတိုက်ခတ်မှုမရှိပဲပွင့်နေတဲ့ပတင်းပေါက်တစ်ချက်ဟာကျေလောင်တဲ့အတန်းနဲ့တူရုပ်ချီးပိတ်သွားခဲ့ပါတယ်။ပိုင်လေးတယောက်စက်သိမ်းမွေးညင်းတွေထပြီးကြောင်နဲ့တကြရေရွတ်လိုက်မိရပေါ့။ဟုတ်။ပရေချောက်တာပဲဟာ။ ်နောက်တနေ့မနက်ခင်းအိမ်အသစ်တွင်ကိုကြားရောက်လာတဲ့နေအောင်ချီဟာကျောင်းမက်ဖွဲ့ရအရာတွေကိုဖျောက်ဖျက်ပေးလိုက်ပုံမှာပဲတင်းနောက်မှာပိုင်လေးတို့မိသားစုလဲအဲ့ဒီအိမ်နေချင်းအိမ်ဟောင်းကြီးအကြောင်းကိုတသေးချာချာစုံစမ်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ဟာရက်ွက်ထဲကတက်ကြီးရွယ်ကိုဦးလေးကြီးတောက်စီသွားပြီးစကားတွေပြောခဲ့ကြတယ်ဦးလေးကြီးမင်္ဂလာပါဗျာအေးမင်္ဂလာပါကွာဦးလေးနေကောင်းရဲ့လားဗျအခုပါရီလုံးညလဲနေကောင်းပါတယ်ကွာဘလို့လဲ ိမ်အစ်စ်မှာအစင်ရောပြေကြရလားကွာအစင်ပြေပါတယ်ဦးလေးဒါပေမဲ့နည်းနည်းတော့ထူးဆန်းနေဗျမင်းညကျွန်တော်တို့ဟိုဘက်ပေးရင်ကနေအတန်တွေကြားရတယ်အဲ့ဒီအတန်လေလေလိုက်တယ်လို့ပဲဒါပေမဲ့အဲ့ဒါတကယ်တမ်းလေလေတန်ဟုတ်မဟုတ်တော့မသိပါဘူးဗျာပြီးတော့ညကျွန်တော်အဲ့ဒီအိမ်ကိုလှမ်းကြည့်လိုက်သေးတယ်အဲ့ဒီမှာလေမတိုက်ပဲပတင်းပေါက်ကြသူ့လိုလိုပိတ်သွားတာဗျာကျွန်တော်ကြောက်လွန်းလို့နှလုံးခုန်တန်တွေတောင်ရက်သွားမတတ်ပဲအင်းပုံမှန်ပါပဲကွယ် အဲ့ဒီအိမ်မှာလာနေတဲ့လူတိုင်းကြုံရတာပဲဒါကြောင့်အိမ်ပိုင်ရှင်ရောင်းပြီးထွက်ပြေးသွားတာပေါ့ဗျာတကယ်လားဗျဒါဆိုကျွန်တော်တို့ညတိုင်းလေလဲတဲ့အတန်တွေကြားရတော့မှာပေါ့အရေးကြီးတာအဲ့ဒီအနှံ့တွေလည်းပါသေးတယ်အဖေဟာကြံစိုးတာပဲရှင်ဟာဦးလေးလည်းညတိုင်းကြားနေရတာပါပဲပါတန်မန်းတော့သိချမသိပါကွယ်ဒါပေမဲ့ဦးလေးလည်းအဲ့ဒီအိမ်ဝင်ပြီးတော့မကြည့်ရဲဘူးလေအဲ့ဒီလိုနဲ့သူတို့စကားပြောနေတော့မှာပဲ ညနှထားတန်တန်နဲ့အသက်ကြီးတဲ့မျိုးသားတယောက်ဟာသူတို့အနားကိုရောက်လာခဲ့ပါတယ်။သူဟာဥပိုးထောင်တို့မိသားစုကိုစိုက်ကြည့်ပြီးလေတန်မာမာနဲ့တတိပေးလိုက်ပါတယ်။မင်းတို့မိသားစုတွေအဲ့ဒီအိမ်နဲ့လုံးဝမပတ်သက်ပါနဲ့။ငါမင်းတို့ဒုက္ခမရောက်စေချင်ဘူး။ဟင်။ဘာလို့အဲ့ဒီလိုပြောတာလဲဦးလေး။ဒီဦးလေးကအဲ့ဒီအိမ်မှာလာနေတဲ့သူတိုင်းကိုတတိပေးတတ်တယ်။အဲ့ဒါကြောင့်ပဲဦးလေးတို့အဲ့ဒီအိမ်နဲ့မပတ်သက်ရတာပေါ့။မင်းတို့မိသားစုတွေဒုက္ခရောက်မှာစိုးရင်လို့ပါ။ဘယ်တော့မှမပတ်သက်မိစေနဲ့ ဒီလိုပြောပြတာနဲ့အဲ့ဒီအမျိုးသားကြီးဟာအကြောင်းရင်းကိုတေချာရှင်းပြမသွားပဲသူတို့ကိုရှုပ်ထွေးတဲ့မိခွန်ကြီးတစ်ခုခြံနာပြီးထွက်သွားခဲ့ပါတယ်။ဒါပေမဲ့လူတဘာဝဆိုတာကတားမြစ်လေစူးစမ်းချင်စိတ်ကပိုပြီးဆွဲဆောင်လေးပါပဲ။အဲ့ဒီအိမ်လေးအပေါ်ပိုင်လေးတို့မိသားစုရဲ့စိတ်ဝင်စားမှုနဲ့စူးစမ်းလို့စိတ်ကပိုတိုးလာခဲ့တာပေါ့။အဲ့လိုနဲ့အဲ့ဒီညတကောင်ကျော်လောက်မှာတော့မိသားစုသုံးယောက်လုံးအိပ်ပျော်နေတဲ့ချိန် အဲ့ဒီအကြောင်းမဲ့ဖွယ်လေလံတန်ကြီးကပုံမှန်တိုင်းထက်ပြီးပေါ်ထွက်လာခဲ့ပါတယ်။အိမ်မောကြနေတဲ့ချိန်အခုလိုကြားလိုက်ရတော့ဥပိုးတော်တို့မိသားစုလည်းအိမ်ဟာထဲကနေထိတ်လန့်ကြလို့လာခဲ့ရပြန်နေ။ပုံဆိုးတာကအနံ့ဆိုးကလည်းလေထဲမှာပြန့်နှံ့လာတာပါ။ဒါထပ်ပြီးလေးလဲပြမေးလားဟုတ်တော့အနံ့လည်းမတက်တာအောင်နော်ဒီလိုဆိုရင်တော့ငါတို့ဘယ်နှစ်ရက်များဆက်နေနိုင်မှာလဲ မမေဖဖေကျွန်တော်ညတိုင်းလေနဲ့ခံပြီးအိပ်ရတော့မှလားဗျ။အင်းဟုတ်တယ်သားဖဖေမားပါလေကွာအိမ်မဝယ်ခင်တိတ်ချမစုံစမ်းလိုက်မိဘူး။ကဲပါကိုရဲ့ပြောမနေပါနဲ့တော့ဖြစ်ပြီးမှတော့ဗာတက်နိုင်ပါလေ။ဘသူလေလေတာလဲဆိုတာသိမှဖြစ်မယ်။ဥပိုးထောင်ဟာတောသားနဲ့တန်တရားစိတ်တွေကြောင့်မျက်မှောင်ကျုပ်ပြီးအိမ်ဟောင်းကြီးဖက်ကိုစူးစူးဆတ်ဆတ်ကြည့်နေလိုက်ပါတယ်။ဒီလိုနေ့တိုင်းလေလေနေတဲ့သူကဘသူများလဲလို့တွေးနေမိတာပေါ့။ ခဏကြာတော့ဘေးအိမ်ရဲ့ပတင်းပေါက်မှာလူတယောက်ရဲ့ပုံစံမျိုးအရေးမဲ့ကြီးကိုရုတ်တရက်ပေါ်လာပြီးသူ့ကိုပြန်ကြည့်နေတယ်လို့ခန်းစားလိုက်ရပါတယ်။ဒါကြောင့်ဥဖိုးထောင်တယောက်မျက်လုံးပြူပြီးအံ့ဩသွားရတာပေါ့။ဟေးအဲ့ဒီမှာဘသူရက်နေရလဲ။ဘမလဲအကိုဘမလဲ။ဟိုမလေးဟိုမ။ဘမလဲအကိုရဲ့မမြင်ရဘူး။ကျမလုံးဝမမြင်ရဘူး။ဟာအခုနောက်တော့ငါတကယ်မြင်လိုက်တာပါ။ပတင်းပေါက်မှာရက်နေတဲ့လူတယောက်ရဲ့အရှိတ်ပဲ။ ရှောက်ပြောမနေပါနဲ့ကိုရဲ့ဒီလိုဟောင်းနေတဲ့အိမ်မှာဘသူမှရှိမှာမဟုတ်ဘူးအကိုအတွေးတွေများနေပြီထန်နေကဲပါအိတ်ကြဆုပ်ဘင်းရောက်သွားလဲကွာပတင်းပေါက်မှာမြင်လိုက်ရတဲ့အရှိန်မဲကိစ္စနဲ့ညာတိုင်းရနေတဲ့အနှံ့ဆိုးတွေကြောင့်ဥဖိုးထောင်ဟာစိုးရင်ပူပန်မှုတွေများလာခဲ့ရပါတယ်ဒါကပါလဲဆိုတာကိုသူအမြန်ဆုံးအဖြေရှာချင်နေခဲ့တာပါနေ့တိုင်းညာတိုင်းသူတို့ဟာ လေလေတန်နဲ့အနံ့ဆိုးတွေပဲကြားနေခံစားနေရပြီးတရက်မှလေလေတန်မကြားရတဲ့နေ့ဆိုတာမရှိတော့ဘူးဟမ်ဘယ်နေ့မှအေးရမဝပါလားကွာဒီလေလေတန်တွေကြောင့်ပဲဘာရင်းများစားလို့တလောက်တောင်လေလေရတာလဲဒါမှမဟုတ်တယောက်ယောက်ကများတမီရန်စနေလားဘသူလဲဆိုတာဒီညတော့သိအောင်လုပ်ရမယ်လေလေတန်တွေဟာရက်အတန်ကြာဆက်တိုက်ထွက်ပေါ်လာတဲ့အခါ ်ဦးကိုထောင်လည်းနောက်ဆုံးမှာတော့တိခတ်နိုင်စွမ်းကုံဆုံးသွားခဲ့ပါပြီဒီလျှွက်စမ်းကြံမှုတွေရဲ့နောက်ွယ်ရတရခန့်ဖော်ထုတ်ဖို့နောက်တနေ့ညမှာပဲအိမ်ထဲကနေထွက်လာခဲ့ပါတယ်ဟေးမင်းပါရီစားလို့နေတိုင်းဝမ်းလျှော်ပြီးအနားမယူပဲလေလံနေရလဲကွာဒီညတော့အကုန်လုံးတည်သွားစေရမယ်ဦးကိုထောင်ဟာတွန့်ဆုတ်ခြင်းမရှိပဲအဲ့ဒီအိမ်ဟောင်းကြီးတဲ့ကိုတတိအပြည့်နဲ့ဝင်ရောက်သွားခဲ့ပါတယ်ဒါပေမဲ့ အိမ်လေးကိုရောက်သွားတဲ့အခါမှာသူတော်တော်လေးကိုအံ့ဩတုန်လှုပ်သွားခဲ့ရပါတယ်။ပါလို့လဲဆိုတော့အိမ်ရဲ့အတွင်ပိုင်းဟာအပြင်ဘက်နဲ့လုံးဝကွာခြားနေလို့ပါအပြင်ကပျက်စီးယိုရင်းနေပေမဲ့အတွင်ဘက်ကတော့ချမ်းသာကြွယ်ဝတဲ့တထေးကြီးတောင်ရဲ့နန်းတော်လိုခန္ဓာလှပလွန်ပါတယ်။နေရန်တွေမှာအဖိုးရံပကြီးကားတွေချိတ်ဆွဲထားပြီးကျမ်းပြစ်မှာလည်းစိန်ခံကော့ဆော့ကြီးတွေခင်းထားတာပါ။ဟာဘာတွေဖြစ်နေရလဲ။ငါငါအိမ်မက်မက်နေရပဲဖြစ်ရမယ်။ ဒီအိမ်ကတလောက်တောင်ခန်းနာနေမယ်လို့မယုံနိုင်ဘူး။ဥဖိုးထောင်ဟာအံအားသင့်စွာနဲ့အိမ်ထဲမှာလဲပတ်ကြည့်နေတော့တက်လက်ပိုင်းရွယ်မျိုးသားတယောက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူကဥဖိုးထောင်ပြုံးပြပြီးအခုလိုပြောလိုက်ပါတယ်။ဒါကမင်းရဲ့အိမ်မက်ထက်အိမ်မက်မလား။ဟာဒီမှာလူရှိနေလား။ဒါဆိုမင်းကအဲ့ဒီလေလေတန်ရဲ့ပိုင်းရှင်ပေါ့။ဟုတ်တယ်မင်းပြောသလိုပဲ။ငါတီအိမ်ကိုအရန်သဘောကြတယ်။ ဒါပေမဲ့ဝယ်ဖို့တော့ပတ်စံမရှိဘူးဒီထက်ပိုခန်းထားတဲ့နေရာကိုမင်းမြင်ချင်သေးလားသေချာပေါ့အရင်မြင်ချင်တာပေါ့ဒါဆိုငါနောက်ကိုလိုက်ခဲ့ငါမင်းကိုပြပေးမယ်အဲ့ဒီအမည်မသိအမျိုးသားဟာဥပိုးထောင်ကိုအင်ကြီးရဲ့အတွင်ပိုင်းကအခန်းတစ်ခန်းစီကိုခေါ်ဆောင်သွားခဲ့ပါတယ်အဲ့ဒီနောက်တကားကိုဖွင့်လိုက်တဲ့အခါအထင်းမှရှိနေတဲ့ကြောင်မြတ်ရတနာတွေရွှေငွေနဲ့တန်ဖိုးကြီးစိန်တွေစုပုံထားတဲ့ဘန်နာတိုက်ကြီးကိုတွေ့လိုက်ရပါတယ် Oh my god တောက်ငါအိမ်မက်မက်ခဲ့ရတဲ့အရာတွေပဲဦးဖိုးထောင်ဟာအဲ့ဒီဘန်နာတိုက်ကြီးကိုကြည့်ရင်သူ့ရဲ့မျက်လုံးတွေဟာငွေကြေးရမော့အတက်ကြောင့်လင်းလက်လာခဲ့ပါတယ်သူ့ရဲ့စိတ်ထဲမှာလောဘစိတ်တွေက အငမ်းမရပြည့်ရှင်လာခဲ့တာပေါ့အဲ့ဒီအခါမှာပဲအိမ်ရှင်ဖြစ်သူအမျိုးသားကသူ့ကိုစူးစိုက်ကြည့်ပြီးမိခွန်းထုတ်လိုက်ပါတယ်ဒီအိမ်ကိုမင်းပိုင်ဆိုင်ချင်လားငါလိုချင်တယ်လိုချင်တာပေါ့အရှမ်းကိုလိုချင်တယ်မင်းတီယာဘန်နာတွေဒီလိုခန်းထားတဲ့အိမ်ထဲမှာနေပြီးတော့ အပြင်ကအရာအလုံးကိုစွန့်လွတ်ထားခဲ့မလားတကယ်လို့လိုချင်နေဆိုရင်ဟုတ်တယ်လို့ဖြေပါမလိုချင်တော့မဟုတ်ဘူးလို့ဖြေပါဥဖို့ထောင်ဟာအဲ့ဒီမိခွန်ကြားလိုက်ရတဲ့အခါလောဘစိတ်တွေကအမြင့်ဆုံးရောက်သွားခဲ့ပါပြီဒီလိုများပြားလို့နဲ့ဘန်နာတွေရဖို့အတွက်ပါကိုပိတ်ဆက်ရမလဲဆိုတာသူလုံးဝကြိမဆိုင်တော့ပါဘူးသူရဲ့စိတ်ထဲမှာယတနာတွေနဲ့ငွေကြေးရပဲလွှမ်းမိုးနေခဲ့တာပါဟုတ်တယ်ငါဒီအိမ်မှာဒီဘန်နာတွေနဲ့တူတူနေမယ်ဟေးဟာဟာဟာ လောဘလောဘလောဘမင်းရဲ့စိတ်ဝိညာဉ်လွှမ်းမိုးသွားပြီပဲအဲ့ဒီအမျိုးသားရဲ့အတန်ချက်ချင်းပြောင်းသွားပြီယတနာတွေနဲ့လင်းထိန်နေတဲ့အိမ်ကလည်းမှောင်အတိကျသွားပါတယ်ခဏကြာမှပဲဦးဖိုးထောင်ရဲ့အတန်နဲ့ကြီးကတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာထွက်ပေါ်လာခဲ့တာပေါ့ဟမ်မဟုတ်ဘူးမဟုတ်ဘူးဟမ်ဟာဘာဖြစ်နေရလဲမသိဘူးဟမ်ကိုကိုဖိုးထောင်ကိုဖိုးထောင်ဘယ်ရောက်သွားလဲအဖေကဘယ်သွားလဲအမေ အကိုကြီးကိုဖိုးထောင်ကိုဖိုးထောင်ဘမလဲကိုဖိုးထောင်ဘယ်များထသွားပါလဲအဖေအဖေအဖေဘမလဲအဖေခင်မုန်းတဲ့မတွေ့ရတဲ့အခါတော်ခင်ဆန်းနဲ့ပိုင်လေးတို့ဟာအိမ်ရဲ့တောင့်တိုင်းနေရာတိုင်းမှာလိုက်လံရှာဖွေကြတယ်။အိမ်သားမိဖို့ကြောင့်အဝတ်ပြီးတော့ရေခဲတက်တာစားတဲ့နေရာတိုင်းကိုဖွင့်ပြီးရှာဖွေခဲ့ပေမဲ့ဥဖိုးထောင်လုံးဝမတွေ့ရပါဘူး။အဲ့ဒီအခါမှာတော့သူတို့ဟာဥဖိုးထောင်တယောက်ချန်ချင်းကရက်က လျှို့ဝှက်စမ်းချက်တဲ့အိမ်ဟောင်းထဲဝင်သွားခဲ့ပြီးလို့တန်တရားဝင်လာကြတယ်။ဒါလေးမင်းအဖေကိုတွေ့လားမတွေ့ဘူးအမေနေရာတိုင်းလဲရှာပြီးသွားပြီ။ဒုက္ခပါပဲတားရဲ့။ဒါမှမဟုတ်မင်းအဖေကအဲ့ဒီအိမ်ထဲဝင်သွားတာများလား။မဖြစ်နိုင်ပါအမေအား။အဖေတယောက်တည်းတလောက်တိရဲရဲတင်းတင်းဝင်မှမဟုတ်ဘူးဒါပေမဲ့ငါတို့ကြားနေရတဲ့အတန်တွေကအဲ့ဒီအိမ်ကလာတာပဲလေအင်းဟုတ်တယ်နော်မေဒါဆိုတအားဘယ်လိုလုပ်ကြမလဲအမလီ ဘာလို့သူများတွေတားမြစ်တာမယုံခဲမိတာလဲမဝင်ပါနဲ့လို့ပြောနေကြတဲ့ဟာကိုအခုဘလို့လုံးဝမလဲဒါပေမဲ့တိတ်မသေးချသေးပါမေယာအဖေဝင်မသွားတာလည်းဖြစ်နိုင်တာပဲလေအင်းစောင့်ကြည့်ရမဲသားမင်းအဖေပြန်လာမလားလို့လေဟုတ်အဲ့လိုပဲလုံးဝတော့မှာပေါ့အမေရဲ့ဒေါခင်စန်းနဲ့ပိုင်လေးတို့ဟာမျောလင့်ချက်မဲ့စွာနဲ့ဥဖိုးထောင်ပြန်လာမဲ့အချိန်ကိုစောင့်မျှော်နေခဲ့တယ်ဒါပေမဲ့မနဲ့မိုးလင်းတဲ့အချိန် ်ဦးဖိုးထောင်ရဲ့အရှိန်ရောင်ကိုလုံးဝမတွေ့ရပါဘူး။နောက်ဆုံးမှာတော့တော်ခင်ဆန်းလဲသုံးဖြတ်ချက်တစ်ခုချပြီးတားဖြစ်သူပိုင်လေးကိုပြောလိုက်ပါတယ်။မဖြစ်ဘူးသား။ဒီပုံတိုင်းဆိုရင်တော့မရတော့ဘူးသား။အမေရထင်တော့မင်းရဲ့အဖေကအဲ့ဒီအိမ်ထဲကိုတကယ်ပဲဝင်သွားတာသိချတယ်။အမေဒီအိမ်မှာထိုင်ဆောင်နေနိုင်တော့ဘူး။အမေအခုပဲမင်းအဖေကိုသွားရှာမှရတော့မယ်။ဒါပေမဲ့အထဲမှာအန်ဒီအများရဲ့အမေရဲ့ဘသူမှမဝင်ဖို့တားမြစ်ထားတယ်မလား။ဒါပေမဲ့ မင်းအဖေကိုပြန်တွေ့ရတယ်ဆိုရင်ပဲဘာပဲဖြစ်ဖြစ်ထိုက်တန်တယ်လို့ယူဆတယ်ကျွန်တော်လိုက်ခဲ့ရမလားမေမလိုက်ရပါဘူးတားရဲတားတိမှာပဲနေရမယ်တကယ်လို့အမေနှစ်ရက်အတွင်းပြန်မလာရင်တားတခြားလူတွေအခုညင်သွားတောင်းရမယ်နော်ဟောင်းအဲ့လိုဆိုရင်လည်းအဲ့လိုပဲလုပ်ပါမယ်မေအမေကိုကိုကိုကူးဆိုင်ပါနော်အမတားရဲတားဖြစ်သူကိုတေချာမှာကြားပြီးတဲ့နောက်မှာတော်ခင်ဆန်းဟာစိတ်ပိုင်းဖြတ်ထားတဲ့ခြေလန်းတွေနဲ့အိမ်ဟောင်းလေးထဲကိုဝင်သွားခဲ့ပါတယ် သူမဟာခင်ပွန်းတဲ့ကိုပြန်လဲရှာတွေ့ဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုထဲနဲ့ NDA ကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တီနောက်မှာတော့တော်ခင်ဆန်တယောက်အိမ်ထဲကိုဝင်လိုက်တာနဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင်ပစက်အဟောင်းသားဖြစ်သွားပါတယ်။အပြင်ပန်းကမြင်ရတဲ့တက်စီးယိုရဲမှုတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ခန်းနာကြီးကျယ်တဲ့အတွင်ခန်းကြောင်သူမတုံလောက်ခဲ့တာပါ။အိမ်ရဲ့ခန်းနာမှုနဲ့အလှတရားကိုမြင်လိုက်ရတဲ့အခါမှာတော်ခင်ဆန်ရဲ့အာယုံတွေက ရုတ်တရက်ပြောင်းလဲသွားပါပြီ။ သူမဟာခင်ပွန်းတဲ့ဝလာရှာတဲ့ရည်ရွယ်ချက်ကိုတော့မေ့လို့နေပါ ဖြစ်ပြီးအဲ့ဒီအလှတရားတွေမှာလုံးဝကိုနှိမ်ျောသွားခဲ့ပါတယ်ခန်းနာတဲ့အလှပတွေမှာနှိမ်ျောနေတဲ့တော်ခင်ဆန်းဟာအံ့အားသင့်မှုတွေနဲ့တူတူလေးရေရွတ်လိုက်ပါတယ်အိုးဖရာသခင်ကဲတော်မူပါဒါတကယ့်ကိုအံ့ဩစရာပဲဘာလို့ဒီအိမ်ဟောင်းကြီးကကျမတို့ဒီလောက်ထိဆွဲဆောင်ပြီးဆွဲလန်းစီရတာလဲဒါကျမလိုချင်ခဲ့တဲ့အိမ်မက်တဲ့အိမ်ပဲတော်ခင်ဆန်းဟာအဲ့ဒီလိုပျော်ရွှင်နေတော့မှာပဲ ရုတ်တရက်ခင်ပွန်းတဲ့ဥဖိုးထောင်ကသူမရဲ့အရှိမပေါ်လာပါတယ်။ဥဖိုးထောင်ရဲ့မျက်နှာမှာတော့ထူဆန်းတဲ့အေးဆက်မှုတစ်ခုရှိနေတာကိုတော်ခင်ဆန်းတယောက်တတိမထားမိခဲ့ပါဘူး။မခင်ဆန်းရဲ့လာပေါင်းအကိုမင်းတို့ဒီယာရီပြချက်နေ။အိုးအကိုအကိုကိုပြန်မြင်ရတော့မှမဟုတ်ဘူးလို့တောင်ထင်နေတာ။ဘာလို့အိမ်မပြန်လာလဲအကိုရဲ့။အကိုနောက်ကိုလိုက်ခင်မင်းသိရလိမ့်မယ်မခင်ဆန်း။ တော်ခင်ဆန်းဟာခင်ပွန်းတဲ့ရဲ့အပြောနောက်ကိုညှို့ငင်ခံထားရတယ်လို့မဆိုင်မတော်လိုက်သွားပါတယ်။ဥဖိုးထောင်ကလည်းသူမကိုယတနာရီစုပုံထားတဲ့လျှို့ဝှက်ခန်းစီခေါ်သွားခဲ့တာပါ။တော်ခင်ဆန်းဟာအဲ့ဒီခန်းထဲကိုရောက်တာနဲ့သူ့မျက်လုံးတွေဟာယတနာရီရဲ့အရောင်နဲ့အပြိုင်တောက်ပသွားခဲ့ပါတယ်။အိုးဒါယူချင်စရာပဲ။ပါလို့ရွှေတွေတလောက်များရှိနေရလဲ။ဒါတကယ်မယုံနိုင်စရာပဲ။အကူပါလို့အိမ်မပြန်ချင်တာလဲဆိုတော့ကျမနားလေသွားပြီ။ကားမီလေး မင်းနားလဲပြီဆိုရင်ဒီမှာအကိုနဲ့တူတူနေပါလားအမျိုးသမီးဒီပန်နာတွေကခမရတို့မှတ်ခဲ့တဲ့အိမ်မက်တွေမှတ်လားဒါဆိုကျွန်တော်ခမရကိုရွေးချယ်ခိုင်းမယ်ဒီပန်နာတွေကိုရွေးမလားဒါမှမဟုတ်ခင်ပိုးနဲ့တူတူအိမ်ပြန်သွားမလားခမရပေါင်ရွေးမလဲအဲ့ဒီမေခွန်ကြားလိုက်ရတဲ့အခါဥဖုတ်ထောင်ရဲ့မျက်နှာကအသက်မဲ့တယ်လို့ဖြစ်နေပြီးချက်ချင်းကိုပြာနှမ်းသွားခဲ့ပါတယ်ဒေါခင်ဆန်းဟာခင်ပွန်းတဲ့ရဲ့မျက်နှာမြင်ပေမဲ့ လောဘစိတ်ကြောင့်အရာအားလုံးကိုမိတ်ပစ်လိုက်ပါတယ်။ကျမကျမရွေးချယ်မှာဘန်နာတွေပဲရှင်။ဟေးမင်းတို့လူတွေကတကယ်ကိုအယူတွေပဲ။တင်းနောက်မှာတော့သူကအောင်မြင်သူတယောက်လိုလောင်ပြောင်လိုက်ပါတယ်။ခဏကြာတော့တော်ခင်ဆန်းရဲ့အတန်ဟာကြောက်စရာကောင်းလောက်အောင်ထပ်ပေါ်လာခဲ့ပါတယ်။မရဘူးမရဘူးအပြင်ကိုထွက်ပြရစေ။ဟေးမရတော့ဘူးငါတခုခုလုံးမရတော့မယ်။ ဒီပုံတိုင်းသာဆိုရင်တော့ငါမိဘတွေကိုဆုံရှုံရလိမ့်မယ်။ပိုင်လေးဟာသူ့မိဘတွေကိုကယ်တင်ဖို့အတွက်ရွာတရလူတွေစီအကူအညီတောင်းဖို့အသေးအတန်ပြေးသွားခဲ့ပါတယ်။ပြီးတော့သူကအကြောင်းဆောင်ပြောပြပြီးအကူအညီတောင်းခဲ့တာပေါ့။ကျေးဇူးပြုပြီးကျွန်တော်မိဘတွေကိုကူညီပေးပါအောင်ဗျာ။စိတ်မကောင်းမှအကောင်းလေးရဲ့။ငါတို့အဲ့ဒီအိမ်နဲ့မပတ်သက်ချင်ဘူး။ရွာသားတွေဟာအဲ့ဒီအိမ်ဟောင်းရဲ့မကောင်းတဲ့ကုံတရင်ကြောင့်ပြဿနာမတက်ချင်ကြတော့ပိုင်လေးကိုမကူညီတဲ့အပြင်ရှောင်ထွက်သွားကြပါတယ်။ ဒါကြောင့်သူကရဲဌာနဖုန်းခေါ်ဖို့အချိန်ချင်းကြိုးစားခဲ့ပေမဲ့ဘသူမှဖုန်းမကင်ကြပါဘူး။ဟာ?ဘာလို့ဘသူမှဖုန်းမကင်တာလဲ?ဘာရီဖြစ်နေရလဲ?ဒါမှမဟုတ်ဒီညမှာဖုန်းလိုင်းမမိရများလား။ထားလိုက်တော့နှက်ဆရာတယောက်ယောက်သွားရှာတာပဲကောင်းမယ်။ပိုင်လင်းဟာလူတွေနဲ့ရဲတွေစီကနေအကူအညီမရတဲ့အခါသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်ရွာမှာအတော်ဆုံးလို့သတ်မှတ်ထားတဲ့နှက်ဆရာစီကိုသွားခဲ့ပါတယ်။အစွမ်းထက်လာတဲ့နှက်ဆရာကြီးပြားကျွန်တော်အကူအညီပါအောင် ရပါရဲ့ကွယ်မင်းသာပတ်စံပေးမယ်ဆိုရင်ငါကူညီတာပေါ့ကွာငါတော့အစွမ်းရှိတဲ့သူမရှိတော့ဘူးပိုင်လေးရဲ့ကူညီတောင်းမှုကြောင့်နှက်เสียလဲအဲ့ဒီအိမ်ဟောင်းအနာကိုရောက်လာခဲ့ပါတယ်ဟိုဟင်းဟင်းဘာသူလေးလဲတာလဲဒီအနှံ့တအားကိုပြင်းလွန်းနေငါတွေ့ဖူးခဲ့တဲ့နေရာတွေနဲ့မတူပါလားဒါဆိုဆရာကြီးအဲ့ဒီအိမ်ထဲဝင်တိုက်နိုင်ပါမလားတိုက်နိုင်တာပေါ့ကွာ ငါလိုနှက်ဆရာမျိုးကဘတော်မှရှုံးမပေးဘူးနှက်ဆရာကမန်ပါပါနဲ့ပြောဆိုပြီးပိုင်လင်းရှိရနေအင်ကြီးအတွင်းကိုဥဆောင်ဝင်ရောက်သွားခဲ့ပါတယ်ဒါပေမဲ့အင်ထဲကိုရှောက်ဝင်လိုက်တာနဲ့တပြိုင်တည်းထဲမှာပဲတကားကသူ့အလိုလိုကျေလောင်စွာပိတ်သွားခဲ့ပါတယ်ဟာပါလို့တကားကိုပိတ်လိုက်တာလဲဆရာရဲ့ကျွန်တော်စောက်မအောင်ကျွန်တော်မဝင်ရသေးဘူးလေအဲ့ဒီချိန်နှက်ဆရာကအိမ်ထဲမှာရှိတဲ့အပြင်စင်တွေကိုတွေးလိုက်ရတဲ့အခါညှက်စီလဲသွားတာပေါ့ သူကအိမ်ရဲ့အလှပမှာလုံးဝပျော်ဝင်သွားပြီးဒီညမှာလူကယ်ဖို့ရောက်လာတာကိုတောင်မှိတ်သွားပါတယ်။ငါငါအိမ်မပြန်ချင်တော့ဘူး။ဘာဖြစ်တာလဲဆရာ?ဆရာဘာဖြစ်လို့လဲ?ကျွန်တော်မိပါတွေမတွေ့ဘူးလား?အထဲဝင်သွားတာလည်းကြာလာပြီဗျာ။ဘသူမှလည်းပြန်ထွက်မလာဘူး။အဲ့ဒီချိန်မှာပဲအိမ်အတွင်းကနေနှက်ဆရာရဲ့အသက်နဲ့ကြီးကကြောက်ဆရာကောင်းလောက်အောင်ထပ်ပေါ်လာခဲ့ပါတယ်။အာမလောက်နဲ့။ဟာ?ဘာဖြစ်နေရလဲကွာ။ ဘာပန်တွေလဲဒီအခါမှာပိုင်လေးလဲအထိတ်တလန့်နဲ့သူ့အိမ်ရှိရာကိုအ мян ထွက်ပြေးသွားပါတော့တယ်ဘာပန်တွေလဲဘာတွေဖြစ်နေရလဲနတ်ဆရာလဲအဲ့ဒီအိမ်ရဲ့ထောင်ချောက်ထဲမှာမိသွားတာများလားပိုင်လေးဟာအိမ်ဟောင်းကြီးကိုကြည့်ပြီးဘလို့နီးနဲ့မိဘတွေကိုကယ်တင်ရမလဲဆိုတာကိုစဉ်းစားနေကြတာပေါ့အဲ့ဒီအချိန်မှာပဲအရှင်ကအမျိုးသားကြီးတယောက်ရဲ့တတိပိစကားကိုအမှတ်ရသွားခဲ့ပါတယ်မင်းတို့မိသားစုတွေအဲ့ဒီအိမ်နဲ့လုံးဝမပတ်သက်ပါနဲ့ငါမင်းတို့ဒုက္ခမရောက်စေချင်ဘူး ဟုတ်တယ်အဲ့ဒီလူကြီးကတရင်ကြောင် တခုခုတော့တီးအောင်မထန်နဲ့ငါသူ့ရှာမယ်ပိုင်လင်းဟာအဲ့လိုတွေ့ပြီးမျောလင်းချက်အစ်တနဲ့မျိုးသားကြီးစီကိုလိုက်ရှာဖို့ထွက်လာခဲ့ပါတယ်ဒါပေမဲ့ဘလောက်ပဲလိုက်ရှာနေပါစေအဲ့ဒီလူကြီးကိုမတွေ့ရပါဘူးအနီးပတ်ဝန်းကျင်မှာမွေးကလေးကနေထိုင်ခဲ့တဲ့ရွာသားတွေကိုမေးကြည့်ပေမဲ့ဘသူမှမတွေ့ဘူးကြပါဘူးတစိမ့်လောက်ခမညကျွန်တော်ပြောပြတဲ့လူကြီးကိုမမြင်ဘူးကြအောင်လားမမြင်ဘူးပါကွာငါဒီမှာမွေးကလေးကနေလာတာ မင်းပြောတဲ့ပုံစံနဲ့ဦးလေးကြီးတခါမှမမြင်ဘူးဘူးကွာဟာဒုက္ခပါပဲဗျာပိုင်လေးဟာအဲ့ဒီလူကြီးကိုရှာမတွေ့တာကြောင့်စိတ်ပြက်အာရော့စွာနဲ့အိမ်ကိုပြန်ဖို့ရှိရွယ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုအဲ့ဒီလူကြီးဟာသူ့ရဲ့အနာကနေရှောက်သွားတာကိုတွေ့လိုက်ရပါတယ်ဟာတွေ့ပြီခဏခဏလေးနေပါဦးလေးရေကျွန်တော်ကျွန်တော်ဦးလေးကိုမေးစရာရှိလို့ပါအဲ့ဒီလူကြီးဟာပိုင်လေးရဲ့ခေါ်တန်းကိုလုံးဝမကြားချင်အောင်ဆောင်ပြီး ရှေ့ကိုသာတက်တက်ဆက်လျှောက်သွားခဲ့တာပါ။ပိုင်လေးတယောက်ဘလောက်ပဲခော့ခော့လုံးဝလှိမ့်ကြည့်ပါဘူး။ဒေါ်အုပ်ရဲ့အစက်နှောင်းကိုရောက်တဲ့အခါမှာအဲ့ဒီလူဟာအငွေ့လိုလေထဲမှာပျောက်ကွယ်သွားခဲ့တယ်။ဟာအဲ့ဒီလူကြီးကပေရောက်သွားလဲယူနေပြီလား။ခုနကမှမြင်လိုက်တာ哦။ဦးလေးကြီးဦးလေးကြီးပြကျွန်တော်တန်အောင်ကြားလား။ပိုင်လေးဟာအဲ့ဒီလူကြီးပျောက်ကွယ်သွားတဲ့တောအုပ်ထဲကိုလိုက်ဝင်သွားခဲ့တာပေါ့ပိုင်လေးကပဝန်းကျင်ကိုလက်ပတ်ရှာရင် တနေရာရောက်တော့သစ်ပင်ကြီးတပင်ရဲ့အောက်မှာဆရာတော်တပားထိုင်နေတာကိုတွေ့လိုက်ပါတယ်။အရှင်ဘုရားဒီနားမှာလူကြီးတယောက်ရှောက်သွားတာမြင်လိုက်သေးလားဘုရား။မြင်ပါတယ်ကွယ်။တကယ်တော့အဲ့ဒီလူဟာတာမန်လူတယောက်မဟုတ်ပါဘူး။သူကတမာဒိဋ္ဌိနဲ့သားတပါလူအိုယောင်ဆောင်ပြီးလာခဲ့တာပဲဒါဆိုပါလို့အဲ့ဒီနဲ့သားတပည့်တော်တိတိခေါ်လာလေဖေဟာဒကာလေးရှာဖွေနေတဲ့အဖြစ်ကိုပေးဖို့အတွက်ပေါ့ကွယ်ဒါဆိုတပည့်တော်ရဲ့အဖြစ်ကဘာမျှလဲဖေဟာ ဒကာလေးရဲ့မိဘတွေကမိစ္ဆာဒိဋ္ဌိနှဆိုးတွေရဲ့ဖန်ဆီးခြင်းကိုခံရတာပဲအဲ့ဒီအိမ်ထဲကိုလောဘကြီးပြီးတတိလက်လို့ဝင်သွားတဲ့သူတိုင်းဖန်ဆီးခံရတယ်တာဆိုဘလို့လုံးမတပီတော်မိဘတွေကိုကယ်နိုင်မှာလဲရှင်ဖေဟာအရှင်ဖေဟာမှာနီလန်းလေးပါလဲရှင်တပီတော်ရဲ့မိဘတွေကူညီပေးပါဖေဟာငါတရားကျင့်ကြံနေတဲ့ယဟန်တပါပါဒကာလေးရဲ့မိဘတွေကိုကယ်တင်နိုင်ဖို့ဆိုရင်တော့နီလန်းတစ်ခုရှိပါတယ် This is Halloween ပိုင်လေးဟာ CRC ကနေအဖြေကိုတည်သွားပြီးနောက်ချက်ချင်းပဲအိမ်ဟောင်းကြီးစီကိုပြန်သွားပါတယ်။သူဟာအရှင်ကလိုကြောက်ရွံ့မနေတော့ပဲ။ CR ပြောတော်မှတ်ထားပြီးတော့ရဲရင်တဲ့စိတ်ဓာတ်နဲ့အိမ်ထဲကိုဝင်ရောက်သွားခဲ့ပါတယ်။ပိုင်လေးဟာအဲ့ဒီအိမ်တကောင်ဖွင့်လိုက်တာနဲ့သူမြင်ဖူးသမျှအရာတွေထဲမှာဘလို့မှနိုင်ရှင်လို့မရတဲ့ခံနာမှုကြီးကိုတွေ့ရပါတယ်။အိုးမယုံနိုင်စရာပဲ။အပြင်နဲ့အတွင်းကဘာလို့ဒီလောက်တောင်မှကြွာချားနေရလဲ။ဟင်ကောင်လေး မင်းဘာလို့ခုမှလာတာလဲလာလာငါမင်းကိုမင်းရဲ့မိဘတွေစီခေါ်သွားပေးမယ်သူတို့ဟိုဘက်မှာမင်းကိုစောင့်နေတယ်ကွာတကယ်လားအင်းဆရာသွားမယ်သွားမယ်ကျွန်တော်သူတို့တွေ့ချင်တယ်ဗျာနှက်ဆရာကပိုင်လေးရဲ့မိဘတွေရှိတဲ့အခန်းစီကိုဥဆောင်ပြီးခေါ်သွားပါတယ်အဲ့ဒီအခန်းကကြောင်မြတ်ရတနာတွေကြောင်လိုစုပုံထားတဲ့ဘန်နာတိုက်တစ်ခုပါပဲပိုင်လေးဟာများပြတဲ့ရတနာတွေကို မြင်လိုက်ရပေမဲ့မိဘတွေရဲ့မျက်လုံးကိုသေချာကြည့်လိုက်တဲ့အခါ ူတို့ဟာတကယ်ကိုပျော်ရွှင်နေပုံမျှဘူးဆိုတာကိုသတိထားမိလိုက်ပါတယ်။အမေအဖေဘာလို့အိမ်မပြန်ကြတာလဲဗျာ။ပိုင်လေးရဲ့မိခွန်ကြားတဲ့အခါမှာသူတို့ညောင်လုံးကဘန်နာပုံကြီးကိုလက်ညှိုးထိုးပြပြီးလေတန်မာမာနဲ့ပြောလိုက်ပါတယ်။အိမ်မက်ကဒီမှာရှိနေမှာတော့ဘာလို့ပြန်အမလဲ။လာခဲ့ပါသား။ငါတို့အတူတူနေကြမယ်လေ။အတူတူပျော်ရွှင်နိုင်ပြီးမှတ်လား။ပိုင်လေးဟာမိဘတွေရဲ့ အသက်မပါပဲပေါ်ပြက်ပြက်ပြောနေတဲ့စကားကိုကြားလိုက်ရတော့စိုးရိမ်စိတ်တွေတိုးလာခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီဘန်နာပုံကြီးရဲ့အယောင်ဝါတွေကသူ့ကိုဆွဲဆောင်နေခဲ့ပြန်ပါတယ်ငါငါတောင်းလို့ချင်တယ်ကွာလို့ချင်လိုက်တာလို့ချင်တယ်ဟုတ်လားမင်းလို့ချင်တယ်ဆိုရင်မင်းပိုင်ရှင်ဖြစ်နိုင်တယ်ငါမင်းကိုမေးခွန်းတစ်ခုမေးမယ်မင်းပေါင်ရွေးချယ်မလဲဒီအိမ်နဲ့ဒီဘန်နာတွေကိုရွေးမလားဒါမှမဟုတ်မင်းမိဘတွေရွေးချယ်ပြီးအိမ်ပြန်မလားဟေးဒီလိုမေးခွန်းမျိုး ဘန်နောင်ယူလိုက်ပေါ့ဘယ်တော့မှလှုပ်လှုပ်စရာမလိုတော့ဘူးလေဘန်နောင်သာရွေးချယ်လိုက်ပါသားရဲ့ဒါမှမေတို့ပျော်ရွှင်နိုင်မှာသားလေးမင်းဘန်နောင်မယူရင်ဆက်ပြီးတော့ဆင်းရဲနေမှာနော်သားရဲ့ဘန်နောင်သာရွေးချယ်လိုက်အမေတို့မိသားစုပျော်ရွှင်ရမှာပေါ့ပိုင်လေးဟာတယောက်တစ်ပေါက်ပြောနေတဲ့စကားတွေကြောင့်စိတ်ဆန္ဒတွေလှုပ်ရှားလာချိန်မှာဆရာတော်ကြီးရဲ့အတန်က ရုပ်တရက်ပိုင်လေးရဲ့နားတွေကိုတိတ်တဆိတ်ဝင်လာပါတယ် တကာလေးရဲ့မိဘတွေကိုကဲတင်ဖို့တခုတီးသောနီလန်းကတတိတန်မစင်ရှိဖို့ပဲတကာလေးရဲ့စိတ်ကိုခန္ဓာကိုယ်မှာပဲဆွဲမြဲထားလိုက်ပါအဲ့ဒီအခါမှာအဲ့ဒီနတ်ဆိုးတွေကမင်းကိုဘာမှလုံနိုင်မှာမဟုတ်ဘူးပြီးတော့သူလှုပ်ထားတဲ့အတုယောင်တွေကိုလည်းမင်းအမှန်မြင်လာလိမ့်မယ်ပိုင်လေးဟာဆရာတော်ရဲ့စကားကိုချက်ချင်းအမှတ်ရလိုက်တာနဲ့သူ့ရဲ့စိတ်ကိုခန္ဓာကိုယ်မှာတည်ထားပြီးတတိတရားကိုအားထုတ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲသူမြင်နေရတဲ့တောင်ပုံရပုံရွှေပုံကြီးဟာမျက်စိရှေ့မှာတင် အမှိုက်တွေနဲ့အညစ်အကြေးပုံကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။တားချောင်းပိုင်လေးကနောက်ထပ်ဘာမှမစင်စားတော့ပဲချက်ချင်းရွေးချယ်မှုတစ်ခုလှုပ်လိုက်ပါတော့တယ်။ကောင်းပြီ။ကျွန်တော်ရဲ့မိဘနှစ်ပါးနဲ့နှက်ဆရာပဲရွေးချယ်ပါတယ်။ဟင်ဘာရီဖြစ်ကုန်တာလဲ။ဘသူမှလောဘမကြော်လွှားနိုင်ဘူး။ဒါကသူတို့ဆွဲလန်းတဲ့နဲ့အရာတွေပဲ။မဟုတ်ဘူးလား။မဟုတ်ဘူးမဟုတ်ဘူး။ပိုင်လေးဟာသူ့ရဲ့မိဘတွေကိုရွေးချယ်လိုက်တဲ့အချိန်မှာပဲ မော်ဆန်တဲ့အိမ်ဟောင်းကြီးကရုတ်တရက်လေထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်။အဆောက်အုံပစ္စည်းတွေဟာဘာတစ်ခုမှမရှိတော့ဘဲကျဲဝန်းနဲ့မြေကွက်လက်ကြီးသာကျဲရစ်ခဲ့ပါတော့တယ်။ပိုင်လေးတို့မိသားစုသုံးယောက်နဲ့နှက်ဆရာကြီးကလည်းအဲ့ဒီနေရာမှာပဲကြောင်ပြီးရက်နေခဲ့ကြတယ်။အိုးဂျေဆုတင်လိုက်တာတားရဲ့။တားမရှင်အမေတို့တော့သွားပြီးအမေကတကယ်ကိုအိမ်ပြန်ချင်နေတာပါ။ဒါပေမဲ့အဲ့ဒီနှက်ဆိုးရဲ့အဆွမ်းနဲ့ပြန်လို့မရခဲ့ဘူးတားရဲ့။ပြီးတော့အမှန်တရားကိုလည်းမပြောနိုင်ခဲ့ဘူး။ အမေသားလေးကညံကောင်းလို့သာအမေတို့လွတ်မြောက်လာနိုင်တာဥပိုးထောင်တို့မိသားစုဟာနောက်ဆုံးမှာတော့လောပရဲ့ထောင်ချောက်ထဲကနေလုံးဝလွတ်မြောက်ခဲ့ကြပါပြီတပတ်မှာတော့နှက်ဆရာဟာသူ့ကိုယ်သူလွတ်မြောက်ခဲ့ပေမဲ့စိတ်ပြက်အာရုံနေခဲ့ပါတယ်သူဟာမြေကြီးပေါ်ငုတ်တုတ်ထိုင်ချလိုက်ပြီးသူ့ကိုယ်သူမိခွန်းထုတ်နေပါတယ်ငါမှာအင်မတန်အစွမ်းထက်တဲ့အဆောင်ရောင်နေရှိတယ်ရွှေချထားတဲ့ဝက်မှမွေပွေးကောင်းတဲ့ငါရဲ့တပည့်တွေရှိတယ်ဘာလို့ငါ့ကိုငါမကယ်တင်နိုင်ရတာလဲကွာ င်းတခြားအလုပ်လုပ်တာပဲကောင်းမှန်ထင်တယ်ဒီလောက်ကငါနဲ့စစ်မပြေတော့ဘူးဟင်းသင်းရွက်တွေစိုက်ဆိုင်လည်းမစိုးပါဘူးလေနှစ်ဆရာဟာနောက်ဆုံးမှာတော့သူ့ရဲ့ဘဝလမ်းကြောင်းကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်တယ်ပိုင်လေးတို့မိသားစုကတော့ပြန်လဲစုစည်းမိတဲ့အချိန်ကစပြီးအရင်ကထက်တတိနဲ့နေထိုင်တက်လာတယ်လောဘကြီးချင်းရဲ့အန်တရကိုလည်းကောင်းကောင်းကြီးတိသွားခဲ့ကြပါပြီညဘက်တွင်ဆုံလဲအရင်လိုအေးမပြတ်တော့ဘဲနှစ်နှစ်ချက်ချက်အိတ်လို့ရပါပြီ တညမှာတော့အကုန်လုံးအိမ်မောကြတဲ့ချိန်လီလေတန်ကြီးတစ်ခုကထွက်ပေါ်လာခဲ့ပါတယ်။ဘာတွေဖြစ်ပြန်တာလဲကွာ။အခုနတော့လီလေတန်ကြားလိုက်တယ်။ဟဲ့ဟိုဘက်အိမ်ကနှက်ဆုပ်ကိစ္စမပြီးသေးဘူးလား။ဟေးဟေးကျွန်တော်လီလေလိုက်တာပါအဖေက။အော်တားရဲ့မင်းစားထားတာပုံမှန်ထက်ပိုများနေလို့လား။အနှံ့ပြင်းလိုက်တာကွယ်။ဗျာမဟုတ်ပါဘူးဗျာ။ သားအလောက်ကြီးစားထားတာမဟုတ်ပါဘူးဗျာ။ပိုင်လေးကအမေဖြစ်သူရဲ့စားနာမှုကိုအမြင်ရင်းဆိုလိုက်တာကြောင့်ဦးဖိုးထောင်တို့လည်းသဘောကျသွားပါတယ်။ဒီလိုနဲ့သူတို့မိသားစုတောင်းရောက်ဟာဘာအခက်ခဲမှမရှိတော့ဘဲနဲ့အေးချမ်းစွာနဲ့နေထိုင်သွားခဲ့ကြပါတော့တယ်။ဟုတ်ကဲ့ပါရှင်။အခုလိုမျိုးဗီဒီယိုလေးတွေသဘောကျရဲဆိုရင်တော့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။နောက်ဗီဒီယိုအသစ်မှာပြန်တွေ့ကြမယ်နော်။